ခါတော့ကလူငယ်လေးတယောက်ရှိတယ်သူကသူ့ဘဝနဲ့ပတ်သက်ပြီးအလွန်အင်မတန်မှစိတ်ပြတ်နေခဲ့တယ်သူ့ဘဝဟာငယ်စဉ်ကတည်းကပြဿနာတွေနဲ့ပြည့်နေနေခဲ့တယ်သူငယ်ငယ်တည်းကသူ့ဖခင်ချုံးပါသွားခဲ့တယ်ဖခင်ရှိတော်တဲ့နောက်မိခင်နဲ့သူ့ညီငယ်မြမငယ်လေးတွေကိုရှိရှိဆောင်ရှားမဲ့တာဝန်က သူ့အပေါ်ကိုအစောကြီးကြာရောက်လာခဲ့တယ်။မိသားစုတာဝန်တွေအားလုံးကအင်မတန်ငယ်ရွယ်နှုတ်နယ်တဲ့လူကလေးတစ်ယောက်ရဲ့ပခုံးပေါ်ကိုကြာရောက်လာခဲ့ပါတယ်။သူ့အရွယ်ရောက်လာတဲ့အခါမှာအိမ်အောင်ပြုလိုက်တယ်။ဘိုးပြည်တော်မှာအဆင်ပြေလာမယ်လို့သူမျှော်မှန်းထားခဲ့ပါတယ်။ဒါပေမဲ့ဘဝကထင်ထားတယ်လို့မလွယ်ကူခဲ့ပါဘူး။တကယ်တော့ပြဿနာတွေကပိုးပြီးတော့မှ များပြားလာပါတယ်ပြဿနာတစ်ခုပြီးသွားရင်နောက်တစ်ခုပေါ်လာတယ်သူ့ဘဝမှာငြင်းငြင်းကြင်းကြင်းနေရတယ်လို့မရှိဘူးလို့ခံစားလာရတယ်အရရောက်တော့စိတ်ပြက်ပင်ပန်းပြီးပညာရှိရဟန်းတစ်ပါးထံကိုရောက်ရှိလာကြပါတယ်အရှင်ဖျားတပည့်တော်ဟာပဝင်းရှင်ကိုဆွန့်ခွာပြီးအရှင်ဖျားထံမှာကပ္ပိယလုတ်ခွင့်ပြုပါဗျာလို့ခြောက်တင်ပါတယ်အဆုံးမတတ်နိုင်တဲ့ပြဿနာတွေနဲ့ တပည့်တော်ရဲ့ဘဝဟာပင်ပန်းလွန်းပါတယ်ငြိမ်းချမ်းမှုကိုခြောက်ခွေကျမှာတယ်ဗျာလို့ခြောက်ပင်ပါတယ်ကျားတော်ဗျာကဟုတ်ပြီတခါကြီးတခါကြီးဥစဉ်ထံမှာကပ္ပိယအဖြစ်နဲ့လက်ခံပါမယ်လို့မိန့်ပါတယ်ဒါပေမဲ့ပထမဆုံးတခါကြီးဘလို့ပြဿနာတွေကြောင့်သိဒုက္ခရောက်နေရတယ်လို့မေးပါတယ်အဲ့ဒီကမှလူငယ်ကအရှင်ဗျာတပည့်တော်ရဲ့ဘဝဟာ ြတနာတွေနဲ့ပြည့်နှံ့နေပါတယ်ဗျာဂါရီယာမှာငွေကြွေးမလုံလောက်တဲ့ပြတနာအခါတလေကြတော့မိမနဲ့အဆင်မပြေတဲ့ပြတနာအခါတခါကျအလုတ်အဆင်မပြေပြတနာတစ်ခုမဟုတ်တစ်ခုအများအားပေါ်နေတတ်ပါတယ်ဗျာလို့ချောက်တင်ပါတယ်ပြီးတော့အောင်မြင်မှုကို ချာမတွေ့နိုင်ဘူးဗျာအမြဲတမ်းရုန်းကန်နေရတယ်ဗျာအမြဲတမ်းတို့ရင်ပူပန်နေရပါတယ်ဗျာလို့ချောက်တင်ပါတယ်ဂျာတော့လဲ သိရှိရှိနဲ့နားထောင်နေပါလေ။ပြီးတော့ကောင်းပြီတကားပြီ။ဒါဆိုရင်ဘုန်းကြီးရဲ့အကြောင်းမှာကပ္ပိယအဖြစ်နဲ့နေပါ။မိတ်ပါလေ။နောက်နေ့မနေ့ရောက်တဲ့အခါမှာတော့ဘုန်းတော်ကြီးကတကားကြီးအချားရွာကိုကြားတယ်ရှိတယ်။လိုက်ခဲ့ပါလို့ခေါ်ပါတယ်။ချားရွာတွေသွားတဲ့လမ်းမှာပြတ်တန်းစီးစင်းနေတဲ့မြေတစင်းကိုရောက်ရှိလာခဲ့ကြပါတယ်။သူတို့က မြေကမ်းစာမှာရက်လိုက်တဲ့စီးစင်းနေတဲ့မြေကြီးတွေကိုစိုက်ကြည့်နေလိုက်တယ်။ပြီးတော့ကျားတော်ဖျားကဒကာကြီးဦးစင်းတို့ဒီမြေကိုဖျက်သွားရမယ်လို့ဒါပေမဲ့ရေတွေကစီးနေတယ်လို့မိတ်ပါလေ။လူငယ်လဲခေါင်းညိတ်ပြပြီးသဘောတူကြောင်းပြောလိုက်ပါလေ။သူတို့ဟာမြေကမ်းစာမှာအချင်းတော်ကြအောင်ရက်နေခဲ့ကြပါလေ။အဲ့ဒီအချိန်မှာလူငယ်ကအရှင်ဖျား ီမြစ်ကိုဖျက်ရမယ်ပြောပြီးဘာဖြစ်လို့မဖျက်ရည်လဲဗျာလို့ခြောက်တင်ပါလေကြာတော့ကတကားကြီးရစ်ထဲရရေတွေခန်းခြောက်သွားအောင်ခြောက်နေတာမြေရေတွေခန်းခြောက်သွားရင်အေးအေးဆန်းဆွေးဖျက်သွားလို့ရပြီလေလို့ပြောပြီးငြိမ့်နေလိုက်ပါလေအဲ့ဒီခါမှာခုနကလူငယ်ကအရှင်ဖျားဘယ်လိုလုပ်ပြီးဖြစ်နိုင်ပါလဲဗျာဒီမြေရေတွေကအဆက်မပြတ်စီးဆင်းနေမှာပဲဗျာမြေရေတွေဥဖာတာခန်းခြောက်သွားတဲ့အချိန်ကိုဒီ စောင့်နေရမယ်ဆိုရင်တပြည့်တော်ဒီနေရာမှာထာဝရရက်နေရတော့မှာပါဗျာ။ဒါကြောင့်ခက်ခဲရင်ခက်ခဲနေပါစေဒီမြစ်ကိုဥဖြတ်မှရမှာပါဗျာလို့ပြောတင်ပါလေ။အဲ့ဒီအချိန်မှာဆရာတော်ကပြုံးပြီးတော့မှတခါကြီးတခါကြီးပြောတာအတိအကျပဲ။ဦးစင်းနားလေသိနေတာလေ။အဲ့ဒါပါပဲ။တခါကြီးရဲ့ဘဝကဒီမြစ်ကြီးနဲ့တူတယ်။ယတနာတွေက စီးစင်းနေတဲ့ရေလိုပဲတဏှာတွေကအမြဲတမ်းရှိနေမှာပဲစီးစင်းနေမှာပဲတဏှာတွေရှိတော့တာတဏှာတွေကုံဆုံးသွားတာကတခါကြီးထိုင်ဆောင်နေရင်တခါကြီးခြေကိုရောက်တော့မှာမဟုတ်ဘူးလို့ပြန်ပြီးမိတ်လိုက်ပါတယ်တဏှာတွေကိုရင်ဆိုင်ဖြစ်ရှင်းရမယ်ကြိုးစားကြိုဖြတ်ရမယ်ခက်ခဲရင်ခက်ခဲနေပါလိမ့်မယ်ကြိုဖြတ်နိုင်မှလားကန်းဆက်ကိုရောက်နိုင်မှာဖြစ်ပါတယ်လို့ အမိုက်ရှိပါတယ်။ပြီးတော့သကားကြီးပဝန်းရှင်ကိုကျောက်ခွာထပ်ပြေးလာတာကပြက်နာအားလုံးကိုဖြည့်ရှင်းလိုက်တာမဟုတ်ဘူး။အဲ့ဒါကမြစ်ကိုရေခမ်းချောက်သွားအောင်ထိုင်ဆောင်နေတာနဲ့အတူတူပဲလို့မိတ်ပါလေ။ပဝန်းရှင်ကိုကျောက်ခွာပြီးထပ်ပြေးလာပြီးဆိုရင်တောင်မှအချို့ပြက်နာတွေကကျန်းနေအောင်မှာပဲလို့မိတ်ပါလေ။ဒါကြောင့်သကားကြီးအိမ်ကိုပြန်မှာအရှုံးမပေးပါနဲ့။ ပြတ်နာတွေကိုရင်ဆိုင်ဖြေရှင်းပါလို့မိတ်ရှိပါတယ်ဒါကဘဝမှာခြေကိုရွေးဖို့ခြေကိုတိုးတက်ဖို့အခုတည်းတော့နေလမ်းမယ်လို့အမိတ်ရှိပါတယ်လူငယ်ကကျတော်ဘုရားရဲ့အဆုံးအမကိုနားလည်ပါကြပါလူငယ်ကသူ့ဘဝနဲ့ပတ်သက်ပြီးဝိခေါ်ပုံစဉ်းစားနည်းတွေကိုကြောင်းလဲဖို့သင်ခန်းစာရသွားပြပါလေအဲ့ဒီနေ့ကစပြီးသူဟာ ပြီးပြည့်စုံတဲ့ဘဝကိုစောင့်မနေတော့ပဲခြေကိုစတင်ရွေးရှားပါတော့တယ်။ဘဝဆိုင်ကောင်းမှုတွေကိုတက်တိရှိရှိရင်ဆိုင်နေ။အဖြစ်ဖြစ်နေပတ်ဝန်းကျင်ကပိုးပြီးတော့မှအဆင်ပြေလာတယ်။ပျော်စရာကောင်းလာပါတယ်။ပုံမြင်ကအလွန်ရေးကြည့်တဲ့သင်္ကန်းစာတစ်ခုကိုရောပြနေပါတယ်။ပြဿနာတွေဆိုတာကကျွန်တော်တို့ဘဝတွေရဲ့အစိတ်အပိုင်းတွေပဲဖြစ်ပါတယ်။တကယ်ရုံးကမှုတွေမရှိတဲ့ဘဝရဲ့လို့မရှိပါဘူး။ ချို့ကငွေကြေးပြတ်တာအချို့ကမိသားစုပြတ်တာအချို့ကတော့ကျမ်းမာရေးပြတ်တာအချို့ကစိတ်တကြစိတ်ဖိစီးမှုတွေညားနေတဲ့ပြတ်နာတွေနဲ့ကြုံနေကြရပါမယ်ဘဝကအနေရန်ဝယ်ကူးနေတာတော့မဟုတ်ပါဘူးအဲ့ဒီပြတ်နာတွေကိုသိရှင်းကြည့်သွားရင်ဘဝကငြင်းငြင်းကြံကြံဖြစ်သွားမယ်လို့မကြကနာဝေဘူးကြပါလေအမှန်တကယ်က ပြဿနာတစ်ခုကြီးတာနဲ့အခြားပြဿနာတစ်ခုကပေါ်လာတတ်တာပါပဲကျွန်တော်တို့အခုခုလောက်ကိုအချိန်ကောင်းကိုထိုင်ဆောင်နေမယ်ဆိုရင်ကျွန်တော်တို့ဘဝတစ်ချောင်းလုံးစောင့်ဆိုင်းခြင်းတွေနဲ့ဒုံပြီးမိပါလိမ့်မယ်ညကန်းစားမှာရက်ပြီးတော့ပြစ်သေးကရေးတွေထိုင်းချောက်သွားမှာကိုထိုင်ဆောင်နေတယ်လို့ပါပဲဘယ်တော့မှချစ်လာမှာမဟုတ်ပါဘူးဒါကြောင့်ကျွန်တော်တို့ပြဿနာတွေကိုရင်ဆိုင်ကြော်လွှားရင်ချစ်ဆက်ကြပါစို့ ကျွန်တော်တို့ပြဿနာတွေကနေရှောင်မပြေးနိုင်ကြပါဘူးအရှုံးမပေးနိုင်ဘူးပြဿနာတစ်ခုချင်းတိုင်းကိုရင်ဆိုင်ဖြေရှင်းရမယ်ဒါမှကျွန်တော်တို့ဟာတန်မာလာလိမ့်မယ်ခြေကိုတိုးတက်နေလိမ့်မယ်ပြဿနာတွေဆိုတာကအခက်အခဲဒါအစည်းတွေနဲ့တူပါတယ်ဒါပေမဲ့ပြဿနာတွေကအောင်မြင်မှုတွေစီကိုချင့်ကပ်ဖို့ပလေကားဖြစ်နေလဲဖြစ်နေတယ်သင်္ခေါမှုတိုင်းကကျွန်တော်တို့ကိုတန်မာလာပြပါတယ် သင်္ကန်းစာအသစ်တစ်ခုကိုသင်ယူနိုင်ပါတယ်။ဒါကြောင့်ပြဿနာတွေကိုကြောက်နေမဲ့အစားရင်ဆိုင်ဖို့နည်းလမ်းတွေကိုသင်ယူသင့်ပါတယ်။ဘဝကလွယ်ကူရိုးရှင်းနေရင်အောင်မြင်မှုနဲ့ငြိမ်းချမ်းမှုကမရနိုင်ပါဘူး။သူတို့ကဆက်ပြီးရှောင်နေမှကြိုးစားရုန်းကန်တာမှရနိုင်တာမျိုးတွေပါ။ဒါကြောင့်မရလိုက်ပါနဲ့။တောင်းဆိုင်မနေပါနဲ့။ဆက်လျှောက်ပါ။ ေချာဖို့အောင်မြင်ပါလိမ့်မယ်ကျေးဇူးတင်ပါတယ်ခုလို motivation video တွေကိုတက်လက်နားသင်ခြင်းနဲ့ဆိုရင်တော့ကျွန်တော်ရဲ့ channel လေးကို subscribe လုပ်တဲ့ကိုမမေ့ကြပါဘူးကျေးဇူးတင်ပါတယ်